တင်ဆက်ပေးမယ့်တဲ့ငါကတော့စီဝဲစာအုပ်နဲ့ဝေယူခွင့်တလာကိုတပိတ်တာတော့ဒါရောင်းချပေးရတဲ့ဆွဲတဲ့င်းပဲဖြစ်ပါတယ်။စာအုပ်စီဝဲယူရခက်ခဲနေတဲ့ဈေးကွက်တွေမှာစီဝဲစာအုပ်နဲ့တလာကိုသုံးပိတ်တာရောင်းချပေးနေရတာကနေယခုခါမှာတော့တလာကိုတပိတ်တာတာရောင်းချပေးရတယ်လို့ဝေယူသုံးဆက်သူတွေထံကနေသိရပါဗျ။ နိုင်ငံရေးပြောင်းလဲဖြစ်ပြီးနောက်ပိုင်းဈေးကွက်တွေမှာစားအောင်စီတွေဝယ်ယူခခဲလာပြီးတော့တပိတ်တာကို7000လီပါအထိနဲ့စတဲ့နေမတိုက်ခဲ့ပြီးရဲ့နောက်စီဝယ်စားအောင်နဲ့ရောင်းချတဲ့စနစ်ကိုအကောင့်ထည့်ဖို့ခဲ့တာဖြစ်ပါတယ်စီစာအောင်နဲ့စောင်းစီဝေခွင်ကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှာစတင်ခဲ့တာဖြစ်ပြီးတော့ဆက်ရတဲ့ကြေးစီတပိတ်တိုင်အောင်ရှာပေးခြင်းဖြစ်ပါတယ်။ ပြင်ပါဈေးကွက်မှာရင်းညွှန်းဈေးထက်နှစ်ဆပိုပေးပြီးတော့ဝယ်ယူနေရပြီးတော့ပြပကနေစားစစ်တဲ့မှုကိုလာမယ့်နေ့ကနေစပြီးဆွထသွားမှာဖြစ်တယ်လို့သိရပါတယ်နိုင်ငံအတွင်းမှာတလကိုစားအုပ်စီတန်းတဲ့9500ခန့်လိုအပ်ပြီးတော့ပြပကနေ6ဘက်ခတ်တဲ့နေရာလို့လည်းသိရပါရဲ့ရှင်ဒီတဲ့ရုံကလည်းတူတူကပေးပို့လာပါ